အိန္ဒိယထိန်းချုပ်တဲ့ကက်ရှမီးယားပြည်နယ်မှာရဲစခန်းတစ်ခုအတွင်သိမ်းဆည်းရမိထားတဲ့ပေါက်ကွဲစီတတ်တဲ့ပစ္စည်းတွေမက်တော်တဆပေါက်ကွဲမှုဖြစ်ခဲ့တာမှာလူ၉ဦးထက်မနည်းသေဆုံးသွားပြီးတော့၃၀ကျော်လေးဒဏ်ရာရရှိခဲ့ပါသည် Unfortunately ကဲမကောင်းစွာပဲပြီးခဲ့တဲ့ည7:00နာရီမိနစ်20လောက်မှာမတော်တဆပောက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ဒီဖြစ်စဉ်ရဲ့အကြောင်းရင်းကိုရန်စမှန်းစပြောဆိုမှုတွေကမလိုအပ်ဘူးလို့ဒေသခံရဲအာဏာပိုင်တွေကဆိုထားပါတယ်။ရဲတပ်ဖွဲ့ဝင်နဲ့မှုကင်းဆရာဝန်တွေကဒီပောက်ကွဲစီတတ်တဲ့ပစ္စည်းတွေကိုစစ်ဆီးနေချိန်ပြီးခဲ့တဲ့ညနှောင်းပိုင်းက ဆရီနာဂါမြို့မှာပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ဒေသခံအာဏာပိုင်တွေကပြောကြားထားပါတယ်။ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာတစ်ခုလုံးပျက်စီးသွားခဲ့ပြီးတော့အနီးနားကရင်တွေနဲ့အဆောက်အုံတွေပါ မီးလောင်ခဲ့ကြပါတယ်။တီဆုံးသူတွေအားလုံးဟာရဲတပ်ဖွဲ့ဝင်တွေနဲ့မှုပြင်းဆရာဝန်တွေဖြစ်ကြပြီးတော့ဒဏ်ရာရရှိသူတွေထဲမှာအရာရှိ29ဦးနဲ့အရသာ3ဦးပါဝင်ပါတယ်။ဒဏ်ရာရရှိသူအချို့ကတော့အခြေအနေစိုးရိမ်ရာဆဲဖြစ်ပါတယ်။ အာဏာပိုင်တွေကတော့ဒီဖြစ်စဉ်ဟာမတော်တဆဖြစ်ခဲ့ပုံရပါတယ်လို့ပြောပေမဲ့စုံစမ်းစစ်ဆေးသူတွေကတော့အပြည့်အစည်းတွေကိုစစ်ဆေးနေပြီးတော့ပောက်ကွဲမှုအကြောင်းရင်းကိုအတိအကျသိရှိဖို့ကြိုးစားနေဆဲဖြစ်ပါတယ်ခင်ဗျာ။